ဒီဘဝရဲ့အရင်ဘဝအခုအသက်၄90ရှိတဲ့ပုံကိုတယောက်အတွက်အရင်ဘဝဟာနှစ်ပေါင်း၄90ရဲ့ဟိုဘက်ကဟာပဲလေဟုတ်လားဒီဘဝပြီးရင်နောက်ဖြည့်ရမယ့်ဘဝရောက်ရမယ့်အနေအထားကလည်းတိတ်မဝေးတော့ဘူးအခုအသက်၄90ရှိတဲ့ပုံကိုတူတယောက်အတွက်နောက်ထပ်နှစ်၄90ဘယ်လိုမှမနေရအလွန်အကျွံနှစ်20အစိတ် ဟုတ်လားအခုကိုပဲ60 90ဖြစ်နေပြီဆိုရင်နောက်ရောက်ရဖြစ်ရမယ်ဘဝကဘလောက်မှမဝေးတော့ရောက်တော့မှာအဲ့ဒါလို့ကြည့်မယ်ဆိုရင်အရင်ဘဝအနေထားတွေကို ဖြတ်သန်းပြီးတော့ကုံဆုံးစေပြီးတော့ဒီဘဝဖြစ်လာခုဒီဘဝကို ဖြတ်သန်းနေတယ်ကုံဆုံးစေနေကြတယ်ကုံဆုံးသွားတာနဲ့နောက်ဘဝတစ်ခုထပ်ပြီးတော့စမယ် ဘဝတန်တရာအမြင်ကိုအဲ့လိုပိုင်ပိုင်နိုင်နိုင် စိတ်ထဲမှာရှင်းရှင်းလင်းလင်းဖြစ်အောင်ကြည်တရဒီဘဝရဲ့အရင်ဘဝအဲ့ဒီအရင်ဘဝရဲ့အရင်ဘဝအတိတ်တန်တရာပြန်ပြီးတော့ကြည်လိုက်မယ်ဆိုရင်အော်တို့ဟာမမောတာမပန်းတာတကယ်ကိုမနာမနေခྱི་သွားခဲ့တာပါလားဆိုတာထင်ရှားဘူးလားအခုလဲရက်မနေဘူးเนาะသွားနေတယ် ဒီဘဝပြီးတာနဲ့နောက်ဘဝခရီးတစ်ခု တောက်လျှောက်တန်းပြီးတော့အချိန်ကာလမချားပဲနဲ့ကိုဆက်မှာအဲ့ဒါလို့တဘဝပြီးတဘဝအရက်အနာမရှိဇက်တိုက်ကိုသွားနေတယ်ဒါတန်တရာအမြင်နဲ့ကြည့်ပြီးတော့တတဝါတွေဟာခရီးတယ်ဆိုတဲ့အမြင်ကိုပြောတာအဲ့ဒါလို့တန်တရာအမြင်နဲ့ကြည့်မှသာလဲခရီးတယ်ရဲ့အဖြစ်ဟာထင်ရှားတာလားဆိုတော့မဟုတ်သေးဘူး ဒီတဘောတစ်ခုတည်းအနေနဲ့ကြည့်မယ်ဆိုရင်လည်းခရီးသည်ဆိုတာထင်ရှားတယ်မနေတော့ကအဲ့ဒီအရင်နေ့ကအဲ့ဒီနေ့ရဲ့အရင်နေ့ကကြည့်ကြည့်လိုက်အတွေ့အကြုံတွေကို အကုန်လုံးထားခဲ့ထားခဲ့ ပြီးတော့ဟောမုန်တို့တွေဟာပစ္စုပန်တိုင်းပစ္စုပန်တိုင်းကိုဖျက်ဆီးရင်းနဲ့မလုပ်နေကြတာတော့ခရီးသွားနေကြဟုတ်နော် ခရီးသွားနေကြတယ်ခုလည်းသွားနေတာပဲတချို့ဆိုရင်အသက်ကဏ္ဍအမှတ်အသားနဲ့ခရီးဘလောက်ရောက်ခဲ့ပြီလို့ဘုံဘုံတို့သိနိုင်မလားခုအသက်40လူနဲ့အသက်50လူနဲ့ဒီဘဝတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်သူကခရီးပိုရောက်နေတော့အသက်50လူကပိုရောက်နေပြီပေါ့နော်ဘဝကဘာလဲလို့မေးအချိန်တိုင်းအချိန်တိုင်းအတွေ့အကြုံတွေကိုထားခဲ့ထားခဲ့ပြီးတော့ မြဲတမ်းရှစ်ဆက်နေဘုန်းတို့ကတ္တရာလမ်းပေါ်မှာကားစီးပြီးတော့သွားတယ်ဘေးဘီမှာရှိတဲ့မြင်ကွင်းကိုကြည့်ကြည့်လိုက်ဟုတ်လားဒီတဲတဲ့မြင်ကွင်းကိုဘုန်းဘုန်းတို့ဘာလုပ်တာတော့ထားခဲ့တာနော်ရိတ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 ်နဲ့ထားခဲ့ထားခဲ့ပြီးတော့မြင်ကွင်းအစ်စ်အစ်စ်ကို တွေ့ကြုံတယ်တွေ့ကြုံတိုင်းတွေ့ကြုံတိုင်းတော့မြင်ကွင်းကိုထားခဲ့တာပဲကာလန်ဘေးဝဲရာမှာရှိတဲ့မြင်ကွင်းတွေကတော့ ပြန်ကြည့်ကျင်တယ်ဆိုရင်ခက်ဝေးဝေးလေးထိပြန်ကြည့်လို့တော့ရတယ်ဟုတ်လားတော့ဘဝရဲ့အတွေ့အကြုံတည်းဟူသောမြင်ကွင်းတွေကတော့ပြန်ကြည့်ကျင်လို့တောင်ကြည့်လို့မရတော့ဘူး तू ကအပြီးပိုင်ထားခဲ့ရဒါပေမဲ့အတွေ့အဲမှာတော့ရှိနေသေးတယ်လို့လို့မနေ့တုန်းကဓမင်းစားခဲ့တဲ့မြင်ကွင်းအတွေ့အကြုံပြန်ကြည့်မယ်ဆိုရင်တော့ဝိုးရွားရလေးတော့မြင်သေးတယ်မို့လားအတွေ့အဲမှာမြင်သေးတယ်ဓမ္မယုံနေနဲ့ဒါပေမဲ့ပြီးပြီးပြင်းပြင်းကြီး မမြင်တော့ဘူးတိတ်မဝေးသေးဘူးတော့မနေ့တုန်းကစားခဲ့တဲ့ကိစ္စဟုတ်တယ်မဟုတ်လားဓမင်းဘယ်နှလုံးစားခဲ့တာတို့ဘယ်သိမတော့ကြုတ်မေးလည်းမသိဘူးဟုတ်လားဓမင်းတလုတ်တလုတ်ကိုဘယ်နှချက်ဝါးခဲ့တာတို့ဝါးချက်တိုင်းဝါးချက်တိုင်းဟာအတွေ့အကြုံပဲအဲ့ဒါမြင်ကွင်းပဲအဲ့ဒီမြင်ကွင်းကိုထားခဲ့တာဘဝကားကြီးကမယမနာကိုပြေးနေတာအပီးပိုင်ထားခဲ့တာနော်အတွေ့အကြုံတည်းဟူသောမြင်ကွင်းအသစ်တွေကိုမြင်ရင်းနဲ့တွေ့ရင်းနဲ့ အဲ့ဒီမြင်တွေ့နေတဲ့အရာတွေကိုလည်းအပြီးပိုင်ထားရင်နဲ့ကျွတ်တို့ဘယ်ချိန်နားသလဲဘယ်ချိန်မှမနာဘူးယန္နာမရှိတဤဤစီးသည့်မြစ်ပမာမြတ်စွာဘုရားကနားလည်အောင်အဲ့လိုဥမာလေးလည်းပေးတယ်နဒီပပတိယူပမာတောင်ကြားမြစ်တောင်ပေါ်ကနေအရှိန်နဲ့စီးလာတဲ့မြစ်ဘေဟုဥတီပြီးတော့ရှိစင်းနေတာတော့ပင်လေသမုဒ္ဒရာတွေကိုဥတီပြီးတော့ရှိစင်းနေတာ နေနေကွေကွေစီးတာမဟုတ်ဘူးမြန်မြန်ဆန်းဆန်းကိုစီးနေတာဘယ်ချိန်ရက်တယ်ဘယ်ချိန်နားတယ်ဆိုတာမရှိဘူးဘဝရဲ့ရှင်းသန်းနေရတဲ့အနေထားလေးဟာလေပေခြင်းတရားစီကိုဥတည်ပြီးတော့အမြဲတမ်းစီးဆင်းနေတဲ့သဘောဟုတ်လားပြစ္ဆုတ်ပံအတွေ့အကြုံလေးတွေတိုင်းကိုအပြီးထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအသစ်တွေကိုယူရင်းနဲ့အဲ့ဒါကိုလည်းထားခဲ့ရင်းနဲ့မနေမနာကိုမလုပ်နေတာတော့ပွားနေတယ် ဒါကြောင့်ဘဝဟာခီးတယ်ပဲဆိုတာဘလုံးမထင်ရှားတယ်ပေါ့နော်။တန်တရားနဲ့ချီပြီးတော့ပဲជីជីတဘဝရဲ့အနေနဲ့ပဲကွက်ပြီးတော့ပဲជីជីမနေမနာတော့နေတယ်ဆိုတာမထင်ရှားဘူးလား။ထင်ရှားတယ်။